အမေရိကန်နိုင်ငံ Los Angeles မှာဆန္ဒပြပွဲစီကိုကလေးကိုခေါ်သွားခဲ့တာကြောင့်ရဲတွေကလူအုပ်ထဲကိုမျက်ရည်ယိုပုံးအုံပြတဲ့အချိန်မှာကလေးငယ်မှာထိခိုက်ဒဏ်ရာရခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့မင်္ဂလာပါပရိသတ်ကြီးရှင်အမေရိကန်နိုင်ငံအနောက်ပိုင်း Los Angeles မြို့မှာအထောက်ထားမဲ့ရွှေပြောင်းနေထိုင်သူတွေကိုဖမ်းဆီးမှုတွေအကြီးအကျယ်ပြုလုပ်နေပြီးဆန္ဒပြသူတွေနဲ့လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေအကြားထိတ်တိုက်ပဋိပက္ခတွေဖြစ်ပွားလျက်ရှိတာပဲဖြစ်ပါတယ် အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICE တာဝန်ရှိသူတွေဟာရွှေပြောင်းနေထိုင်သူတွေစုဝေးရာအထက်ကိုတောင်တစ်ခုအပါအဝင်မြို့နေရအများအပြားမှာဝင်ရောက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဆန္ဒပြသူတချို့ဟာတာဝန်ရှိသူတွေကိုအရာဝတ္ထုတွေနဲ့ပစ်ပောက်မှုတွေပြုလုပ်ခဲ့တာကြောင့်ရဲတပ်ဖွဲ့ကမျက်ရည်ပုံးတွေအသုံးပြုပြီးဖြိုခွဲခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာလေရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေကြားမှာပဋိပက္ခတွေဆက်လက်ဖြစ်ပွားလျက်ရှိတာပဲဖြစ်ပါတယ်။ လော့စ်အိန်ဂျလိစ်မြို့ရဲ့ဆန္ဒပြပွဲကိုကလေးတယောက်ကိုခေါ်ဆောင်သွားတဲ့အချိန်မှာရဲတွေကလူအုပ်ကိုမျက်ရည်ရိုပုံအုံပြခဲ့တဲ့အတွက် LAPD ရဲရာရှိများကိုတရားစွဲပွဲအတွက်ဒီမိုကရက်တစ်ပါတီကတောင်းဆိုနေကြတယ်လို့သိရပါတယ်အချိန်ထဲမှာပဲကလေးကကွဲပေးရေးဌာနကလည်းအဆိုပါကလေးကိုစူပူအောင်ကြွမှုမှာခေါ်လာရခြင်းအကြောင်းကိုရှာဖွေနေတယ်လို့သိရပါဗျ။ အမေရိကန်ဥပဒေအရမိဘအတုံးမကြရင်ကလေးကိုအစိုးရကစောင့်ရှောက်ပေးတာဖြစ်ပြီးမိဘနဲ့ပေးမတွေ့တော့တဲ့ကိစ္စမျိုးတွေအထိဖြစ်ပေါ်လာနိုင်တာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့မငြိမ်မသက်မှုတွေကိုကင်တွယ်ဖြေရှင်းဖို့အတွက်အမျိုးသားအစောင့်တက်2000ကျော်ကိုဖြန့်ကျက်ဖို့အမိန့်ထုတ်လိုက်တာလည်းဖြစ်ပါတယ်။အမေရိကန်အစိုးရဟာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုတနေ့ကိုအယောက်3000နှုန်းနဲ့ဖမ်းဆီးဖို့ညွှန်ကြားထားတယ်လို့အစိုးရထိပ်တန်းတာဝန်ရှိသူတွေကဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့မြို့တော်ဝင်တွေအနေနဲ့ဒီကိစ္စကိုမကင်တွယ်နိုင်ရင်ဖက်ဒရယ်အစိုးရပြည်လဲအောင်ဖြေရှင်းပေးရမယ်လို့တမရာထရန့်ကပြောဆိုထားပါတယ်ပြီးခဲ့တဲ့ရက်သက်တပတ်အတွင်း Los Angeles မြို့မှာအထောက်အထားမဲတွေကိုဖမ်းဆီးမှုစစ်ဆင်ရေးအတွင်းတရားမဝင်နေထိုင်သူ118ယောက်ကိုဖမ်းဆီးခဲ့ပြီးသူတို့ထဲမှာမူရစ်စေဝါရှောင်းဝယ်ဖောက်ကားသူတွေနဲ့ရာဇဝတ်ကိုင်းသားတွေပါဝင်တယ်လို့အမိမြေလုံးချုံရေးတာဝန်ရှိသူတယောက်ကပြောပါတယ်။ ဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းမြန်မာအပါအဝင်နိုင်ငံအများအပြားကိုပြည်ဝင်ခွင့်ပေးတာရက်ဆိုင်တဲ့အမေတရက်ကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးအဲ့ဒီအပေါ်မှာလည်းဝေဖန်မှုတွေမြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။